မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်အမ်ဒန်လမ်းပိုင်းမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုဥတီချီတက်နေတဲ့စစ်တပ်စစ်ကြောင်းနှစ်ခုကို၃ရက်ဆတိုက်ပိတ်ဆို့တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၁၈ဦးအရှင်ဖမ်းဆီးရမိပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ၂၅ရက်နေ့ကနေ၂၈ရက်နေ့အထိအမ်းမြို့နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နော့ပါခကိုအကြမ်းဖက်စစ်ကောင်စီအင်အား၉၀ခန့်ပါဝင်တဲ့စစ်ကြောင်းနှစ်ကြောင်းကိုအမ်ဒန်လမ်းမအနီးပြင်းဝဆစ်ဆဲရဲဂိတ်အနောက်ဘက် မီတာ1500ခန်းမှာချင်းကဝေးတက်အရှိုး CDF အရှိုးကပိတ်ဆို့တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုအတွဲမှာစစ်ကောင်စီတပ်သားတချို့ဟာအသာတကြီးလက်နက်အံ့နံပြီးတော့အလင်းဝင်တဲ့သူတွေလည်းရှိခဲ့ပြီးတချို့ကတော့တက်ပြတ်ပြီးတော့ခြေဦးတရာကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံတိုက်ခတ်ရာ၃ရက်တာ အတွဲမှာ၁၈ဦးကိုထပ်မံပြီးတော့လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အလင်းဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်သားများနဲ့ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားများစီကလက်နက်ခဲယမ်းအများပြားနဲ့စေ၃ဆောင်ပ ျက်စီးများစွာကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်သားအရေးတော်ကအယောက်20ကျော်လို့ပဲခံမှန်းလို့ရတယ်။လက်ရှိအချိန်ထိနိုင်ငံရှင်လေးတွေဝင်နေရဲမို့လို့တရင်ရရှိမှုလွဲမမှုမဖြစ်ရအောင်လို့ ပြည်သူတွေပါပူပေါင်းပေးဖို့နဲ့လက်ရှိအလင်းဝင်လာတဲ့သူတွေရောဖမ်းဆီးရမိတဲ့သူတွေရောရဲ့စကားတံတွေအရာစစ်ကောင်စီဘက်မှရက်တီချင်းသူစစ်တိုက်ချင်းသူမရှိပဲစိတ်သက်ပိုင်းဆိုင်ရာတွေအတော်လဲကိုအားနေနေပြီဆိုတာကိုပြည်သူတွေကိုပြောချင်ပါတယ်လို့ချင်း Defense Force အရှိုးတပ်ဖွဲ့ကတာဝန်ရှိသူစလိုင်းရိုးချင်းကပြောဆိုထားပါတယ်လက်ရှိအချိန်မှာချင်းကာကွယ်ရေးတပ်အရှိုး CDF အရှိုးကတပ်ပြပြီးတော့ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုနယ်မြေရှင်းလင်းရှာဖွေလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာတော်လိုင်းရဲဘော်များကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တဲ့ဘုံမိုးကြီးအောင်ငင်းကျန်းဟာကချင်ပြည်နယ်မန်စီမြို့တိုက်ပွဲမှာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇမလ22ရက်နေ့ကချင်ပြည်နယ်မန်စီမြို့မှာ KIA ဥဆောင်တဲ့တောင်လိုင်းတပ်များကမန်စီမြို့ကိုတိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်တပ်မ88ရဲ့ဗျူဟာမှုဗိုလ်မှူးကြီးအောင်ငင်းချန်းဟာတိုက်ပွဲအတွင်းမှာတေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။မိသားစုကဒီကနေ့ဒီဇမလ28ရက်နေ့မနက်7:00နာရီအချိန်မှာပဲခူးတိုင်းဗဒောင်းမြို့နယ်အုတ်ရှိပင်မြို့နေအိမ်မှာရက်လက်ဆွန်းတော့တရားနာပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။ဗိုလ်မှူးကြီးအောင်ငင်းချန်းဟာစစ်တပ်ကတော်အပတ်စဉ်44တင်နန်းစင်းဖြစ်က ေဆုံးတဲ့အချိန်မှာဇနီးဒေါ်ဆိုးဆိုးထွေးနဲ့တားတူးကြံရိတ်ခဲ့တယ်လို့သိရပါတယ်။မန်စီမြို့ကိုမပြောင်းရွှေ့ခင်ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာစေဦးစီးပထမရန် G1 ဒုတိယဘုံမူကြီးယာရုနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။၂022ကနေ2023ခုနှစ်အထိရန်ကုန်တိုင်းဒဂုံမြို့တဲ့မြောက်ပိုင်းနဲ့ဒဂုံမြို့တဲ့အရှေ့ပိုင်းတို့ကိုကန်တွယ်ခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီကာလမှာရန်ကုန်မှာရှိတဲ့တော်လိုင်းရဲဘော်များကိုဖမ်းဆီးတပ်ဖြတ်ရမှာဘုံမူကြီးအောင်ငင်းချန်းကအဓိကဥဆောင်ပါဝင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။အရင်ကရန်ကုန်မှာ G1 အနေနဲ့တာဝန်ချဘူးတဲ့ ်မြောက်ဒဂုံနဲ့အရှိတဂုံကိုကင်နေရတာ2022ကနေပြီးတော့2023အထိပေါ့ပြီးတော့ဖြူးဘက်ကိုပြောင်းသွားတယ်ပြီးမှဘူဟာမူရာဒူးတိုးပြီးတော့မန်စီကိုရောက်သွားတာရန်ကုန်မှာတော်လိုင်းရဲဘော်တွေကိုသူ့နယ်မြေမဟုတ်ဘဲနဲ့နယ်ကျော်ပြီးတော့ဖမ်းခဲ့တာလို့တေဆုံးသူဘုံမူကြီးအောင်ငင်းချမ်းမိသားစုနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ရန်ကုန်မှာတာဝန်ကျစင်ကမြေခွက်များကို ပွဲစားလုပ်ပြီးတော့ရောင်းချရာကနေငွေကြေးချမ်းသာသွားပြီးတော့မြေကွက်အယောင်းဝယ်အရှုပ်ရှင်းများစွာဖြစ်ပေါ်ခဲ့တော့လဲရှင်းမပေးခဲ့ပဲနဲ့ယာရူတိုပြောင်းရွှေ့သွားခဲ့တယ်လို့သိရပါတယ်ဘုံမူကြီးအောင်ငင်းချမ်းဟာအုတ်ရှစ်ပင်မြို့ပြည်တော်သားရက်ကွက်ဇာတိဖြစ်ပြီးတော့မိဘများဟာဥတည်ဆွေနဲ့ဒေါ်မြင့်မြတ်ဆွေတို့ဖြစ်တယ်လို့သိရပါတယ်သူ့ရဲ့အဖေဥတည်ဆွေကလည်းအခုနှစ်ဇန်နဝါရီလမှာဥမာကြီးကင်ဆာနဲ့တေဆုံးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပြိပခခြုံငင်းရေးနိုင်ငံရေးနီးလန်းတဲ့တွဲဆုံဆွေးနွေးဖြေရှင်းရန် ဖိတ်ခေါ်ထားတော့လေတိုင်းသာလက်နက်ကိုင်းအဖွဲ့တချို့ကမျက်ကွယ်ပြုတ်ထားတယ်လို့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းက ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုကြာရောက်တဲ့နှစ်90ပြည့်ရွှေရတုအမျိုးသားနေအခမ်းအနားကိုအကြမ်းဖက်ကောင်းဆောင်မင်းအောင်လိုင်းကပေးပို့တဲ့တဝန်လွှမ်းမှာ၎င်းကအခုလိုမျိုးထဲသွင်းပြောဆိုထားခြင်းဖြစ်တယ်လို့သိရပါတယ်နိုင်ငံတော်အတွင်းဒေသတချို့မှာဖြစ်ပွားနေတဲ့လက်နက်ကိုင်းပဋိပက္ခများခြုံငင်းရေးအတွက်လေနိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနီးလန်းနဲ့ဖြေရှင်းရတယ် ်ပြေဆုံးဆွေးနွေးရေးနီလန်းများနဲ့ဖြည့်ရှင်းရန်ဖိတ်ခေါ်ထားရှိပြီးဖြစ်ပါတယ်။သို့တော်လည်းတိုင်းသာလက်နက်ကိုင်းအဖွဲ့တချို့အနေနဲ့မိမိတို့ဒေသနဲ့မိမိတို့လူမျိုးအချို့ကိုမျက်ကွယ်ပြုကအကြမ်းဖက်လောက်ရများကိုဒီဇိုင်းမှန်မှန်ဆက်လက်ပြီးတော့ဆောင်ရွက်နေတာကိုတွေ့မြင်နေရပါတယ်လို့မင်းအောင်လိုက်ကထုတ်ဖော်ပြောဆိုထားပါတယ်။ MNDA နဲ့စစ်ကောင်စီတပ်တို့ကြားမှာအခုဒီဇင်ဘာလ15ရက်နေ့နဲ့16ရက်နေ့တို့မှာ တရုတ်နိုင်ငံကူမင်းမြို့မှာနှစ်ရက်ကြာတွဲဆုံဆွေးနွေးခဲ့တော့လေစစ်တပ်ကလာရှုံမြို့ကိုပြန်ပေးရန်တောင်းဆိုရာကနေငြိမ်းချမ်းရေးဆွေးနွေးပွဲမပြေမလည်ဖြစ်ကအဆုံးသတ်သွားခဲ့ရတယ်လို့သိရပါတယ်အခြားသောမြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့များနဲ့စစ်ကောင်စီတို့ကြားမှာလဲတွဲဆုံဆွေးနွေးမှုများရှိခဲ့တော့လေစစ်ကောင်စီကဆုံးရှုံးထားတဲ့နယ်မြေများအားလုံးကိုပြန်လည်ပေးအပ်ရန်ဆိုတဲ့တောင်းဆိုမှုကြောင့်ငြိမ်းချမ်းရေးဟာရှေ့ဆက်မတိုးနိုင်တော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၂ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ28ရက်နေ့မနက်10:00နာရီကမှတောင်သာစွတ်ကျယ်ဆက်ယုံအထိုင်းစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ မြေပြူကုန်းရွာအနောက်ဘက်နဲ့တပြေပင်ရွာအနောက်ဘက်တို့ကိုအင်အား80ခန်းနဲ့ဝင်ရောက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိကာတော်လိုင်းရဲဘော်2ဦးကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများစီကနေပြီးတော့ G3 ကြီပေါက်တစ်ခုနဲ့ G3 ကြီ20တောင်းတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်တိုက်ရဲအမှတ်3က ဒုတက်ရဲမှုကြော်ကြီးဥဆောင်တဲ့တော်လိုင်းရဲဘော်များကထိတ်တိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အလားတူပဲတနင်္လာရီတိုင်းရေပြူမြို့နယ်ဇာရီကျေးရွာဖုန်ကြီးကျောင်းဝင်းအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်း The Boy People Liberation Force TPLF အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါဗါတယ်။ ဒီဇင်ဘာလ22ရက်နေ့မှာရေပြည်မြို့နယ်ဇာဒီကျေးရွာဖုံကြီးကျောင်းဝင်းအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းမဆက်တက်ကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဆက်ကောင်းစီတပ်သား9ဦးသေဆုံးပြီး 6ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိရာနေရာကိုတွာလာခြင်းမပြုလုပ်ကြဖို့မြစ်တာရက်ခံခြင်းမရဲလို့ The White People Liberation Force TPLF ကတာဝန်ရှိသူကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကိုဒဝဲပြည်သူလွတ်မြောက်ရေးတပ် TPLF နဲ့ TPLF Drone Team တို့အပါအဝင်တာဂရစစ်ကြောင်းဘာထူအာမီရေပြူပကဖနဲ့ဇင်ယော်တက်စုရေပြူတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှေးတန်းစစ်မြေပြင်တိုက်ပွဲများမှာတေဆုံးခဲ့ကြတဲ့စစ်မှုထမ်းအပတ်စဉ်တင်တန်းစစ်တပ်သားတဲ့များရဲ့ ကျန်ရသူမိသားစုများအတွာဘာအကျိုးခံစား권မှပေးဖို့မရှိဘူးလို့စိတ်ကောင်းစီကအသိပေးလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးဒလားမြို့နယ်ညောင်ချောင်းချောင်းဦးကြီးရွာကအသက်20ဝန်းကျင်အရွယ်မောင်နေမင်းထက်ဟာစစ်မှုထမ်းအပတ်စဉ်တစ်ကဖြစ်ပြီးတော့စစ်တပ်နဲ့ဆင်းပြီးတဲ့နောက်မှာရခိုင်ရှေတန်းစစ်မြေပြင်ကိုအပုတ်ခံရကဩဂတ်စ31ရက်နေ့တိုက်ပွဲအတွင်းမှာတေဆုံးသွားခဲ့တယ်လို့သိရပါဗျ။မောင်နေမင်းထက်ရဲ့အလောင်းကိုပြန်မရခဲ့ဘူးလို့ပြောပါတယ်။ မိသားစုတွေကစင်ရဲလွတ်နေအတော့စစ်မှုထမ်းရန်ခေါ်ဆောင်သွားတဲ့အချိန်ကလည်းတားဆီးနိုင်ခြင်းမရှိဘူးလို့ပြောပါတယ်။ပေဆုံးသွားတဲ့အချိန်မှာလည်းပေဆုံးသူမောင်နေမင်းထက်အတော့ဘာအကျိုးခံစား권မှာပေးဖို့မရှိဘူးဆိုပြီးတော့စစ်ကောင်စီကပြန်လဲအကြောင်းကြားလာတယ်လို့သိရပါတယ်။မေလမှာစစ်မှုထမ်းတင်တန်းအပတ်စဉ်တက်တက်ရတယ်။နှစ်လအကြာတင်တန်းဆင်းပြီးတော့ရှေ့တန်းကိုပို့လိုက်တာ။ဩဂတ်စ31ရက်နေ့မှာတိုက်ပွဲမှာသေတယ်။စစ်မှုထမ်းတပ်ကလည်းလာပိုင်းမဲဆိုတော့ဘာခံစား권မှာပေးဖို့မရှိဘူးဆိုပြီးတော့စစ်တပ်ကအကြောင်းကြားလာတယ်။မောင်နေမင်းထက်ရဲ့မိဘတွေကလည်းစင်ရဲလုံးလို့ သူ့ရဲ့မိတ်ဆွေတွေကနေပြီးတော့မနေတာလို့ဘာအကျိုးခံစား권များရမလဲဆိုပြီးတော့ဝိုင်းကူညီပြီးတော့မေးပေးတာစစ်တပ်ကတော့ဘာအကျိုးခံစား권မှမရှိဘူးလို့ပြန်ပြောလိုက်တယ်လို့မိတ်ဆွေတအုပ်ကပြောဆိုထားပါတယ်အလားတူပဲတင်ကန်းညုံညုံနဲ့ကာကြီးရက်ကွက်လေးလမ်းမှာနေထိုင်နေအသက်28နှစ်အရွယ်ကိုဖေရိုးစ်ဟာအခုနှစ်ဇွန်လအတွင်းမှာစစ်မှုထမ်းအပတ်စဉ်3တင်တန်းတက်ခဲ့ရပြီးတော့တင်တန်းဆင်းပြီးတဲ့နောက်ပဲခူးတိုင်းမှာရှိတဲ့ရှေတန်းစစ်မြေပြင်ကိုပို့ဆောင်ခန့်လိုက်ရတယ်လို့သိရပါဗျ။နိုဝင်ဘာလအတွင်းမှာပဲခူးတိုင်းရွှေကျင်တိုက်ပွဲမှာတည်ဆုံသွားတယ်လို့သိရပါဗျ။ တိုက်ပွဲမှာတေဆုံးခဲ့တဲ့ကိုဖီရော့စ်မှာတမင်းနဲ့ဇနီးကြံရှိခဲ့တော့လေမြည်သည့်အကျိုးခံစားခွင့်မှာစစ်တပ်ကမပေးခဲ့ဘူးလို့သိရပါတယ်။ပေရာတောင်မှချက်ချင်းအသိမပေးဘဲနဲ့တော်တော်ကြာမှသိရတာအလောင်းပြန်မပေးလို့အစ္စလာမ်တို့ထုံနှန်းစင်လာရတကြိုးခွင့်မရခဲ့ဘူး။နောက်ထပ်လည်းဘာအကျိုးခံစားခွင့်မှာပေးတာမကြရဘူး။ခေါ်သွားတဲ့အချိန်ကလည်းတိတ်တဆိတ်ခေါ်သွားတယ်လို့ပေးသွားတော့လေတိတ်တဆိတ်ပဲဘာမှအတိပေးတာမရှိခဲ့ဘူးလို့ပေဆုံးသူကိုဖီရော့စ်ရဲ့မိသားစုနဲ့နှီးဆက်တဲ့သူတွေကပြန်လဲပြပြခဲ့ပါဗျာ။ အကြပ်ဖက်စစ်ကောင်စီကစစ်မှုထမ်းတင်နန်းစင်တပ်သားတဲ့များကိုစတင်ခေါ်ယူတဲ့အချိန်ကရှေ့တန်းပို့မှာမဟုတ်ပဲမိမိရဲ့ရက်ရွာများမှာသာလုံခြုံရေးဆောင်ရွက်ရမယ်ဆိုပြီးတော့တရားဝင်သတင်းထုတ်ပြန်ထားခဲ့တော့လေလက်ရှိမှာတော့စစ်မှုထမ်းတပ်သားတဲ့များကိုရှေ့တန်းကိုပို့ပြီးတော့စစ်တိုက်ခိုင်းနေကတေဆုံးတဲ့အချိန်မှာလဲခံစားခွင့်နဲ့ရပိုင်ခွင့်များကိုလုံးဝမပေးဘူးလို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါင်းမြို့နယ်ကိုင်းလေရဲစခန်းကရဲတပ်သား2ဦးဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ26ရက်နေ့ပေါင်းမြို့နယ်တောင်ပိုင်းမှာရှိတဲ့ကိုင်းလေရဲစခန်းကရဲတပ်သား2ဦးဟာ ဂျီတူရီအမျိုးအစားတနက်တလတ်နဲ့အတူအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အလားတူပဲဒီဇမလ9ရက်နေ့ကလည်းအဲ့ဒီရဲစခန်းကရဲတပ်သားတအူးဟာဂျီတူရီအမျိုးအစားတလတ်ဂျီတူရီအမျိုးအစားကြီးစံအတောင့်တရာနဲ့အတူအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အခုလိုမျိုးအမြင်မှန်ရပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှပူးပေါင်းလာတဲ့ရဲတပ်သား2ဦးကိုလုံခြုံတဲ့နေရာကိုပို့ဆောင်ပေးထားတာက စားဝတ်နေရေးလိုအပ်ချက်များကိုလည်းအကောင်းဆုံးကူညီဆောင်ရွက်ပေးထားတယ်လို့သိရပါဗျ။ပြည်သူလူထုနဲ့အတူပူးပေါင်းပြီးတော့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ရဲတပ်သားများပြူစောထီးများကိုပောက်တောင်ပိုင်းပကဖာ YRF တပ်ဖွဲ့ကအများတန်းကြိုဆိုလျက်ရှိပြီးတော့မိမိတို့တွားကျင်တဲ့နေရာကိုအရောက်ပို့ဆောင်ပေးမှဖြစ်တယ်လို့အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ